မင်္ဂလာညချမ်းပါရှင် KTN FM နားတော်သားဆင်သူများနဲ့ Greeny ပြည်သူပြည်သားများအားလုံးဘင်းကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကျန်းမာရှိကြပါစေလို့ KTN FM Radio ဖွင့်သူဖွင့်သားတွေကဆွတောင်းမြတ်တာပို့သားလိုက်ပါတယ်2025ခုနှစ်ဧပြီလ4ရက်တောက်ကြာနေ့ညပိုင်း KTN FM မြန်မာဘာသာရေဒီယိုထုတ်လွှင့်မှုအစီအစဉ်ကိုပြန်လည်ဆက်တင်ပေးပါရမယ်ဒီကနေ့ရဲ့အစီအစဉ်ကိုတော့ကျမမောင်ညားမှာကတာဝန်ယူတင်ဆက်ပေးပါမယ်ရှင် ထူချောင်ဂိတ်တစ်ခုကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲခဲ့ပါတယ်။ငလင်ဘေးဒဏ်တည်တဲ့အေးလေးကကျေးရွာလူထုတွေစားဝတ်နေရေးအတွက်အကူအညီတွေလိုအပ်နေကြဆဲဖြစ်ပါတယ်။ကရီနီမာတော့ငလင်ချောင်ဖြစ်တဲ့အပြက်စီတွေကို ကိုထူကိုထဖြည့်ရှင်းဖို့ဒေသခံတွေကကြိုးပမ်းနေကြရပါတယ်။မြန်မာပြည်အလဲပိုင်းအပါအဝင် ငလင်ဘင်းတည်တဲ့ဒေသ၃ခုကို IEC ကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးမယ်လို့ပြောပါရယ်။ KNDF ပြူဟာအမတ်၈စီကိုကူးပြောင်းလာတဲ့ MOD တပ်သားတပ်သားအင်အား၁၆ဦးရှိပါတယ်။စားတဲ့တဲ့င်းတွေအပါအဝင်ဒေသအတွင်းတဲ့င်းတွေနဲ့နှန့်ဆန်ဖူချောင်းရေချဆင်းသွားတဲ့အပေါ်မှာဒေသခံတွေရဲ့စိုးရိမ်မှုစကားတန်တွေကိုလည်းကြားကြရမှာပါ။အဲ့ဒီနောက်မှာတော့လူထု စားလွှာစီစဉ်ကနေပြီးပြည်သူတွေပေးပို့လာတဲ့စားလွှာမဲဆက်မြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတဲ့င်းတွေကိုလည်းဆက်လက်ထုတ်လွှင့်ပေးပါမယ်ရှင်။ အခုအရင်ဆုံးတော့ Candron Wordy Time ရဲ့သတင်းတွေကိုပြောပြပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းအပါဝင်ငလင်ပေးတဲ့တင့်တဲ့ဒေတာသုံးခုကပြည်သူလူထုတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးအပ်သွားမယ်လို့ Greeny ပြည်ချားကာလာအုပ်ချုပ်ရေးကောင်စီ IEC အထွေထွေအသွေးရင်းမှုခုပလူတွေကပြောပါရယ်။မြန်မာနိုင်ငံအလဲပိုင်းငလင်ပေးတဲ့ပြည်သူတွေအတွက်တခု ကရီနီပြည်နဲ့ထိစပ်နေတဲ့ဒေသကငလင်ဘေးဒဏ်တည်တဲ့ပြည်သူတွေအတွက်တခုကရီနီပြည်တွင်းကငလင်ဘေးဒဏ်တည်တဲ့ပြည်သူတွေအတွက်တခုစုစုပေါင်းနေရာ၃ခုကပြည်သူတွေကို ကူညီဖို့လျာထားတယ်လို့ပြောပါရယ်အဲ့ဒီကူညီထောက်ပံ့မှုအစီအစဉ်ကိုလည်းစတင်နေပြီဖြစ်တယ်လို့ပြောပါရယ်ငလင်ဘေးဒဏ်တည်တဲ့လူထုတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီချက်သိန်းတစ်ထောင်အသုံးပြုသွားမယ်လို့ IEC 2ဥက္ကဋ္ဌခွန်ဘီ2က မြန်မာနောင်တည်င်းဌာနကိုမက်လ33ရက်နေ့မှာဖြေကြားခဲ့ပါတယ်မြန်မာပြည်အလဲပိုင်းကငလင်ဘေးဒဏ်တည်တဲ့ပြည်သူတွေကိုခရီးနီပြည်တွင်းမှာလာရောက်ခိုလုံနေထိုင်နိုင်တယ်လို့လည်း IEC ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်ငလင်ဆောက်လုပ်တဲ့မက်လ28ရက်နေ့ကနေဧပြီလ2ရက်ညနေ6နာရီအထိတည်ဆုံးတဲ့သူဟာ 3003ဦးအထိရှိလာတယ်လို့စစ်ကောင်စီပိုင်းသတင်းစာတွေမှာတော့ဧပြီလ3ရက်နေ့မှာဖော်ပြချပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ4500ကျော်နဲ့ပျောက်ဆုံးနေတဲ့သူဟာ350ကျော်အထိရှိတယ်လို့ဖော်ပြထားပါတယ်။စကိုင်းမြို့ကိုဗဟိုပြုပြီးပြင်းအားရစ်တာခွန်တသမခုနှစ်စကေးရှိတဲ့ပြင်းအားကြီးငလင်ကြောင့်ဂရင်းပြည်တောင်တန်းဒေသတချို့မှာ အဆောက်အဦပြိုကျပျက်စီးမှုတွေရှိခဲ့ပြီးပြည်လဲပြုပြင်ဖို့ကိုဒေသခံတွေက ကိုထူကိုထဖြင်းရှင်းဖို့နီလန်းရှာနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ငလင်ကြောင့်ဒီမော့ဆူမြွနဲ့နီဒူးခူကျေးရွာနဲ့ဟိုဝမ်အထက်ရွာကခရစ်ယာန်ဖျားကျောင်းနှဆောင်ပြိုကျပျက်စီးခဲ့တာပါ။လက်ရှိမှာတော့ဒီဖျားကျောင်းတွေကိုပြည်လဲပြုပြင်တည်ဆောက်နိုင်ဖို့အတွက်နိုင်ငံရက်ချာမှာအလောက်လောက်ကိုင်းနေတဲ့သူတွေစီကနေပြီး အလူငွေဆုဆောင်နေရတယ်လို့စင်ကာပူနိုင်ငံမှာအလောက်လောက်ကိုင်းနေတဲ့နီဒူခူဂျေယွန်ဒေတာခန့်အမျိုးသမီးတူကပြောပါတယ်။လက်ရှိတော့မေရော်ကူမဟုတ်လို့ရှိရင်တော့မေရော်ကူမှာဆုတောင်းမယ်။မဟုတ်လို့ရှိရင်ဖခင်เจ้าကိုနည်းနည်းပွားပြည့်ရှိမှခေါင်းမပြည့်ပြည့်မယ်ဒါပဲရှိရမယ်။ဖခင်เจ้าအပြည့်များတော့ဆက်ဖြူမယ်လို့တော့ထင်တာပဲမဟုတ်လို့ဆိုအရန်လက် OV ဆိုတော့ဖခင်เจ้าပြည့်ပြည့်ဖို့ဆိုနိုင်ငံခြားမှာနေတဲ့လူလက်ပတ်စံဆုရမယ့်အချိန်တွေကရောက်နေပြီလေ။ ငလင်ကြောင့်ပြိုကျပျက်စီးသွားတဲ့ဟိုဝမ်အထက်ရွာကဖရာကျောင်းဟာပြုတ်ပြင်းဆောက်လုပ်ထားတာကမကြသေးဘူးလို့လည်းသိရပါဗျ။သုံးလတတိပဲဖရာကျောင်းတဲ့တော့ပြုတ်သွားတယ်ဆိုတော့သူရွာသားခင်ဗျာလည်းအင်းအာမရှိတော့ဒီမိုးဆိုမြို့နယ်ဟိုဝမ်အထက်ရွာကအငိမ့်စားဓမ္မဆရာဦးတန်ဝေကပြောပြသွားတာပါ။ဒါအပြင်ဒီမိုးဆိုမြို့နယ်ပစေးလာကျေးရွာဒေသအတွင်းအချင်းနဲ့အနက်ပေတရာမကရှိတဲ့တွင်းတစ်ခုဖြစ်ပေါ်လာပြီး ပြီးခဲ့တဲ့ April 9ရက်နေ့မှာတော့ကျင်းကပုံမူကျလာနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဖောင်ဆောင်မြို့နယ်မော့ချီဒေသမှာလည်းတောက်ကန်းပန်းပြိုကျခဲ့ပြီးလူအထိခိုက်တော့မရှိခဲ့ပါဘူး။စကိုင်းမြို့ကိုဗဟိုပြုတဲ့ငလင်ကဂရင်းနီမှာတော့တောင်ပေါ်ဒေသတွေကိုတားထိခိုက်ပျက်စီးစေခဲ့တာပါ။အဲ့ဒီငလင်ဘေးတည်တဲ့ပြည်သူလူထုတွေအတွက်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုပေးအပ်သွားမယ်လို့ ရင်းနှီးပြည်ချားကလာအထောက်ယူကောင်းစီ IEC အထွေထွေအတွေ့အမူခုပလူတွေကတော့ပြောပါတယ်ဒါအပြင်ရှန်ဂရနီနဲ့ဆက်ဖဲခုံမြုံနဲ့လက်ဤကျေးရွာကဖျားချောင်းသဆောင်ဝါရီခူကျေးရွာကဖျားချောင်းသဆောင်လည်းငလင်ကြောင့်ပျက်စီးသွားခဲ့ပါသေးတယ်။ဆစ်ဆောင်လူထုနဲ့ဒေသခံတွေစိုက်ပျိုးရေးအတွက်တင်မကပဲတောက်တုံးရေရရှိဖို့အားထားနေရတဲ့ဒီမော့ဆူမြုံနဲ့အတွင်ကနတ်ဆန်ဖူချောင်းဟာလည်းငလင်ကြီးလောက်ခတ်ပြီးတဲ့နောက်မှာတော့ ရေကျဆင်းသွားခဲ့ပြီး၃ရက်အကြာမှာတော့ရေပြလဲမြင့်တက်လာပါတယ်။စကိုင်းရွေ့ပြန့်ငလင်ကြီးကတော့မတ်လ28ရက်နေ့မိုးလွယ်12:50မိနစ်မှာစတင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးနောက်ဆက်သွဲငလင်ငယ်တွေလည်းအချိန်အရနဲ့ခြီကလှုပ်ခတ်နေဆဲဖြစ်ပါတယ်။မြင်ငလင်လောက်ခတ်မှုကြောင့်ထိခိုက်တိုက်ဆုံးမှုရှိခဲ့တဲ့ရှမ်းပြည်တောင်ပိုင်းအင်းလင်းဒေသမှာ ကျေးရွာပေါင်းများစွာကလူထုတွေဟာစာဝုနေရေးအတွက်အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့မြပြင်းမှာဆက်ရှောက်အရေးကူညီဆောင်ရွက်ပေးနေတဲ့သူတွေစီကသိရပါဗျ။ငလင်လောက်ပြီးရက်ပိုင်းမှာအထီးအခိုက်သိဆုံးမှုပျောက်ဆုံးမှုတွေကိုကယ်ဆယ်ရင်းအရင်လှုပ်ဆောင်နေရပြီးလက်ရှိမှာတော့စာနာရိတ်ခအပြင် နေထိုင်ရေးအတွက်ပေါင်းအကူအညီတွေလိုအပ်နေတယ်လို့မြပြင်းမှာဆက်ရှောက်အရေးကူညီဆောင်ရွက်ပေးနေတဲ့အမျိုးသားတအူက Candrawati Time ကိုပြောပါဗျ။ ဟောဘာတွေလိုအပ်လဲဆိုရင်ပထမဆုံးအနေနဲ့ဆေးဝါးလိုမယ်အဲနောက်ပြီးတော့ဟောသူတို့ဟိုယာယီပေါ့နော်ကျွန်တော်ဆီချောင်းလေးလိုမျိုးပဲပေါ့နော်ယာယီနေထိုင်ဖို့အတွက်ဝါတို့မူကာတို့ထယံတို့ဟောဒါမျိုးလေးလိုတယ်ပေါ့နော်နောက်တချို့ရွာသားတွေကအဲ့လိုဟိုဖြစ်လို့လိုကြောင့်လည်းဒီပုံမှာအာနေဆိုင်စားတော့ရတာမျိုးရှိတယ်လို့ခွင့်ကြောင်းမှာလည်းသွားပြီးတော့ဟောခုံလို့ရတာမျိုးတွေလည်းရှိရတ ဒါအပြင်ရိတ်ခါ6တွေစောင်း7တောင်းတွေလိုအပ်တယ်လို့လည်းပြောပါရယ်။ငလင်ဘေးဒဏ်တည်တဲ့ပြည်သူတွေကိုကူညီတဲ့နေရာမှာလဲအကူအညီတွေကိုလိုအပ်နေတဲ့သူတွေစီအရောက်ဖြတ်ဝေနိုင်ဖို့အတွက်တိုက်ရိုက်ကူညီမှုတွေကိုလှုပ်ဆောင်ချဖို့ ਨੇ ။အီလီဒေတာကကော်မတီတွေနဲ့လည်းချိတ်ဆက်ပြီးဆောင်ရွက်ချဖို့ပို့အိုလူငယ်အဖွဲ့အစည်းကတော့သူတို့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါရယ်။ အေးလေးဒေတာခံတွေဟာငလင်ဘေးဒဏ်သစ်ပေမဲ့တခြားဒေတာတွေကိုရွှေ့ပြောင်းနေထိုင်တာမရှိဘဲနဲ့ဒေတာတွင်မှာသာဆက်လက်နေထိုင်ကြတယ်လို့အင်းလင်းဒေတာခံတူဦးကတော့ပြောပါရယ်အဲ့ဒီအင်းလင်းဒေတာမှာလည်းခရနီကဆစ်ဆောင်လူထုတွေရှိနေပြီးငလင်ကြောင့်ထိခိုက်မှု ရှိမရှိကိုတော့မသိရှိရသေးဘူးလို့ဆစ်ဆောင်ကူညီဆောင်ရွက်သူတွေကပြောပါရယ်လက်ရှိအင်းလင်းဒေတာအတွင်မှာ ငလင်ကြောင့်နေအိမ်ပေါင်း2800နီးပါးပျက်စီးသွားခဲ့တယ်လို့ဆက်ဆောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့အမျိုးသားသူဦးရဲ့လက်လံမီစရင်အရာသိရပါဗျ။ဒါအပြင်တေဆုံးသူဟာလည်းတရားကြော်ရှိနေပြီးလက်ရှိအချိန်ထိရေထဲမှာပျောက်ဆုံးနေတဲ့သူတွေလည်းရှိနေဆဲဖြစ်တယ်လို့ပြောပါဗျ။ ဘောလခဲမြို့နယ်ထဲကထူးချောင်ဂိတ်စခန်းတစ်ခုကိုဧပြီလ၂ရက်နေ့ညနေ၄နာရီခွဲဝန်းကျင်မှာစစ်ကောင်စီကနေပြီးလေကြောင်း၃ပြီးပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းပုံကျဲမှုကြောင့်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တအူးကြဆုံသွားပြီးတချို့ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတအူးကပြောပါတယ်။ ငလီတန်ကူညီဆောင်ရွက်ရည်တွေလှုပ်ဆောင်ဖို့အတွက်စစ်ကောင်စီကဧပြီလ၂ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ခတ်ရက်ဆယ်မယ်လို့ပြုံးမြင့်တန်ကြားကနေသတင်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့လည်းဧပြီလ3ရက်နေ့မှာကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာစစ်ကောင်စီကလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ကနေနှုတ်ထွက်ပြီး KNDF ဘူဟာအမှတ်၈သက်ရင် အမှတ်23စီကိုကူးပြောင်းလာတဲ့အမှတ်104သက်ရင်ကတက်တာဦးရေ106ဦးရှိတယ်လို့ကူးပြောင်းလာတဲ့တက်တာရဲ့အရာရှိတဦးကကင်ဒရဝတီ time ကိုပြောပါရယ်အဲ့ဒီသက်ရင်ဟာဖဲခုံတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်တထောက်လေးတက်ရင်ကဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ၂ရက်နေ့မှာကူးပြောင်းတဲ့အခမ်းအနားကူးကျင်းပပြုလုပ်ခဲ့ပါတယ်။အခုလိုမျိုးတက်ရင်အလိုက်ကူးပြောင်းသွားတာဟာစစ်ရေးပေါ်ဆောင်မှုပုံမူအားကောင်းဖို့အတွက်ရည်ရွယ်တာဖြစ်တယ်လို့အမှတ်တထောက်လေးတက်ရင်အရာရှိသူဦးကပြောပါတယ်။တက်ရင်ကူးပြောင်းတာနဲ့ပတ်သက်ပြီး MOD ဖက်ကလည်းသဘောထားကြီးစွာ ခွင့်ပြုပေးတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်အပါအဝင်ဗဟိုကော်မတီဝေဗဟိုစစ်ရေးညွှန်ကြားရေးမှူးဗျူဟာမှူးတွေလည်း အခမ်းအနားကျင်းပခြင်းမှာတက်ရောက်လက်ခံကြိုဆိုပေးကြတယ်လို့အဲ့ဒီကူပြောင်းသွားတဲ့အမတ်တထောက်လေးတက်ရင်အရာရှိသူဦးကပြောပါတယ်။ NUG ကကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့တော်လန်ရေးကာလတလျှောက်အတွင်းအမတ်တထောက်လေးတက်ရင်ကရဲဘော်၈ဦးကြဆုံးခဲ့ပါတယ်။ MOD လက်အောက်ကနေနှုတ်ထွက်ပြီးတက်ရင်ဆိုင်ရာ အမီနာမှာလိုဂိုဘက်တစိမ့်နဲ့ NUGP အကောင့်အသုံးပြုတာတွေကိုလည်း MOD ထံပြလဲအနှံသွားမှာဖြစ်တယ်လို့ဧပြီလ၄ရက်နေ့မှာဖဲခုံတောင်ပိုင်းတည်သူကားခွဲရေးသက်အမှတ်တထောက်လေးသက်ရင်ကအတိပေးထုတ်ပြန်ထားပါတယ်ကနေအိုဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မားတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM Radio အစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတည်းကြည့်ရှုချင်တဲ့ဆိုရင် www.khanaravdi.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.khitinews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ဒါ့အပြင်ခနာဝတီထိုင်းရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်းသတင်းဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ကင်ထရော့တီထိုင်းမြင်သတင်းတွေကိုပြောပြပေးခဲ့တာပါဆက်လက်ပြီးမနေ့ဖြန်ဧပြီလ5ရက်နေ့အတွက်မိုးလေဝသခမန်းချက်တွေကိုတော်များဦးကတင်ဆက်ပေးထားပါတယ်ဧပြီလ5ရက်နေ့အတွက်မိုးလေဝသချီနီများကိုပြောပြပေးသွားပါမယ်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အတင်းတင်းမှတိမ်ထူထပ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာရခိုင်ကန်ယူဒန်နဲ့မြဝကျွန်းပေါ်ဒေသတို့မှာ လေယာအနောက်အနောက်မြောက်ဘက်မှတနအီ9မိုင်ကနေ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်မှလိုင်းအတင်းတင်းရှိနိုင်ပါတယ်။တနင်္သာရီကံယိုတန်နဲ့မုတ်တမခွေးတို့မှာလေယာအရှိအရှိမြောက်ဘက်မှတနအီ10မိုင်ကနေ -10 ခန့်ထိတိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်မှလိုင်းအတင်းတင်းရှိနိုင်ပါတယ်။မိုးအချိန်နေမှာရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးဂရင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ ေရာအနက်အပြားမူထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမူထစ်ချုံရွာနိုင်ပါတယ်နေအပူချိန်မှာမြန်မာနိုင်ငံဒေသတချို့မှာအပူချိန်များပြန်လည်ရွာကျနိုင်ပါတယ်။မြို့အခြေအနေမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြို့ထုများကျဆင်းမှုရောနေနိုင်ပါတယ်။အခုပြောပြပေးသွားတဲ့မူလဝါဒအခက်မှန်ချက်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မူလဝဒအခက်မှန်ချက်တွေပဲဖြစ်ပါတယ်ရှင်။ Greenie ပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာ၊တောင်းဆိုချင်တာ၊ပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးချင်တယ်ဆိုရင်ကနေယောဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာ ပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကန္တရာဝတီချမ်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbmis@gmail.com ကိုစာရေးတာပေးပို့တာ ဖြစ်စေပြုလုပ်နိုင်ပါတယ်။ Signal ဒါမှမဟုတ် Telegram ကနေတဆင့်ရေးတာပေးပို့ချင်တဲ့ဆိုရင်အပေါင်း6685881214ကိုရေးတာပေးပို့နိုင်ပါတယ်ခင်ဗျာ။လူထုတွေပေးပို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့တက်ဆိုင်ရာတွေဘက်ကနေ ပြန်လည်ဖြည့်ချခြင်းနဲ့ဆိုရင် လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးဖို့ဖြည့်ချနိုင်ပါတယ်ခင်ဗျာ။ ံစင်းနှုတ်တည်နိုင်ငံချောင်းဝင်လဲလဲနှုတ်တည်တွင်ကိုပြက်လက်တင်ဆက်ပေးပါရမယ်ဒီနေ့မှာတော့မေဆဲမြို့နယ်မှာရောင်းချပေးနေတဲ့ကုံစင်းနှုတ်ဧပြီလ၄ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းဝင်လဲလဲနှုတ်တွေကိုစူးစီးတင်ဆက်ပေးပါမယ်ဒီအစီအစဉ်ကိုတော့ကျမနဲ့အတူမောပဲမြကတင်ဆက်ပေးပါမယ်ရှင် င်ဆုံးအနေနဲ့မဲဆဲမြို့နယ်မှာရောင်းချပေးနေတဲ့ကုံစင်းနှုံးတည်င်းကိုနားဆင်ကြရမှာပါမော်ပဲမြကပြောပြပေးထားပါတယ်မဲဆဲမြို့နယ်မှာရောင်းချပေးနေတဲ့ကုံစင်းနှုံးတွေကတော့စံရွှေအားတအိတ်သသိန်း9000ချက်ပဲစီအေတူစာ90တာတပူကို6000ချက်ကျက်သွန်ဖြူတပိတ်တာ2000ချက်ကျက်သွန်နီတပိတ်တာ6000ချက်ဂျင်းတပိတ်တာ1000ချက်ခရမ်းချင်းတီတပိတ်တာ9000ချက် အာလူတပိတ်တာ6000ချက်ငရုတ်တီ6ကလောတီတပိတ်တာ6500ချက်ငရုတ်တီ6မိုးမြော်တီတပိတ်တာ3500ချက်ညီဘဲဆန်တပိတ်တာ12000ချက်ညီဘဲဆန်လော်ပီတာတပိတ်တာ18000ချက်ကျဥ်တကတ်18000ချက်အတာတူတပိတ်တာ2300ချက်ခယန်တီတပိတ်တာ9000ချက် ငနီတူ6တပိတ်တာ2000ချက်တလာဘီယာတပိတ်တာ2000ချက်တကြားတပိတ်တာ6000ချက်ကော်ဖီပရီမီယံအထုပ်ကြီးတထုပ်1800ချက်ကော်ဖီဆန်ဒေးအထုပ်ကြီးတထုပ်1800ချက်ကွန်နူဝါတပိတ်တာ4000ချက်ကွန်ဒီတပိတ်တာ3000ချက်ဝက်တာတပိတ်တာ3000ချက်ဈေးအတီးတီးရှိပါတယ်73စီဈေးအနေနဲ့တက်စီတလီတာ6000ချက် ဒီဇယ်တလီတာ96ကျပ်ဈေးရှိပါတယ်။အခုကြားခဲ့ကြရတဲ့ကုန်စည်နှုန်းတင်ဟာမယ်ဆက်မြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းနဲ့73စီဈေးနှုန်းတွေပဲဖြစ်ပါတယ်။ကုန်စည်နှုန်းတွေနဲ့73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှအပြောင်းလဲရှိနိုင်တယ်လို့ရောင်းချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးလဲစည်နှုန်းကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ ရီလ၄ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲလဲနှုန်းတွေကိုတင်ဆက်ပေးပါမယ်။ American Dollar မှာတော့ပြန်ပပေါက်ဈေးမှာ1ဒေါ်လာကို4390ချက်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့4440ချက်ပေါက်ဈေးနဲ့ဒီနေ့မှာပဲဈေးအနည်းငယ်ပြန်သက်လာပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ American Dollar ဝယ်ဈေးဟာ4380ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်။ ရူရိုစတာလီမှာတော့တပောင်ကို4830ကျပ်ဝယ်ဈေးရှိပြီးတော့ရောင်းဈေးမှာတော့4905ကျပ်ပေါ့ဈေးနဲ့ဒီရက်မှာပဲဈေးတက်လာပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ရူရိုစတာလင်တပောင်ကို4650ကျပ်သာဝယ်ဈေးရှိခဲ့ပါတယ်။စင်ကာပူဒေါ်လာမှာတော့တဒေါ်လာကို3290ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3340ကျပ်ပေါ့ဈေးနဲ့ဒီရက်မှာပဲဈေးပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့ရက်တွေမှာတော့စင်ကာပူဒေါ်လာဝယ်ဈေးဟာ3265ကျပ်သားဝယ်ဈေးရှိခဲ့ပါတယ်။ထိုင်းတပတ်ကိုတော့128.39ကျပ်ဝယ်ဈေးရှိပြီးတော့ရောင်းဈေးမှာတော့129.89ကျပ်ပေါ့ဈေးနဲ့ဒီရက်မှာဈေးတက်လာတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ထိုင်းတပတ်ပေါ့ဈေးဟာ126.58ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်။ ဂျပန်တယန်းမှာတော့29.86ကျပ်ဝယ်ဈေးရှိပြီးရောင်ဈေးအနည်းနဲ့30.3ကျပ်ပေါက်ဈေးနဲ့မနေ့ကစပြီးဈေးအနည်းငယ်ပြန်သက်လာပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ဂျပန်တယန်းပေါက်ဈေးဟာ29ကျပ်ဝန်းကျင်မှာဝယ်ဈေးရှိခဲ့ပါတယ်။ မလေးရှားရင်ကစ်ပေါက်ဈေးမှာတော့ဝယ်ဈေးအနေနဲ့995ကျပ်ပေါက်ဈေးရှိပြီးတော့ရောင်းဈေးမှာတော့1030ကျပ်ပေါက်ဈေးနဲ့ဒီရက်မှာဈေးအနည်းငယ်တက်လာပါတယ်ပြီးခဲ့တဲ့ရက်တွေမှာတော့မလေးရှားရင်ကစ်ပေါက်ဈေးဟာ985ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်တရုတ်တရွန်မှာတော့969ကျပ်ဝယ်ဈေးနဲ့ဒီနှစ်မှာဈေးအနည်းငယ်ပြန်တက်လာပြီးရောင်းဈေးအနေနဲ့609ကျပ်ပေါက်ဈေးရှိပါတယ်ပြီးခဲ့တဲ့ရက်တွေမှာတော့တရုတ်တရွန်ပေါက်ဈေးဟာ 996ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်။ခုတင်ဆက်ပေးသွားတဲ့နိုင်ငံချောင်းွေလေလေနှုတ်တွေဟာဧပြီလ၄ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းွေလေလေနှုတ်တွေကိုစူးစီးပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ငွေစည်းနှုတ်တွေဟာအကောင့်အချင်းချင်းလွဲပြားမှုနေရာဒေသကွဲပြားမှု အရွက်ရောင်းဝယ်မှုအရာပေါက်စီကွာဟမှုအနေငယ်ရှိနိုင်တယ်လို့အချိန်နဲ့အမျှစေနှုန်းအပြောင်းလဲရှိနိုင်ပါတယ်ပတ်အတွင်းကပရွှေစည်မြမရွှေစည်တည်င်းတွေကိုမော်ပဲမြကတင်ဆက်ပေးထားပါတယ် ကမ္ဘာရွှေဈေးမှာတော့တအောင်ဆောက်ကိုဒီနေ့ဧပြီလ၄ရက်နေ့ပေါ့ဈေးအရာအမေရိကန်ဒေါ်လာ3105ဒေါ်လာပေါ့ဈေးရှိခဲ့ပြီးတော့ပြီးခဲ့တဲ့ရက်တွေနဲ့ရှင်ရင်ဈေးအနည်းငယ်ကျသွားတာကိုတွေ့ရပါတယ်။တပတ်အတွင်းကမ္ဘာရွှေဈေးကိုခြုံကြည့်တဲ့အခါမှာတော့ကမ္ဘာရွှေဈေးဟာတအောင်ဆောက်ကို3108ဒေါ်လာကနေ3150ဒေါ်လာကြားဈေးအသက်အကျရှိနေခဲ့ပါတယ်။ မြမရွှေစည်းမှာတော့15ပဲရည်တစ်ချက်သားကို66သိန်း3500ကျပ်ကနေ66သိန်း6500ကျပ်ကြာတပတ်အတွင်းပေါက်ဈေးရှိခဲ့ပါတယ်16ပဲရည်တစ်ချက်သားကိုတော့69သိန်း4000ကျပ်ကနေသိန်း80ကျပ်ကြာတပတ်အတွင်းဈေးအသက်အကျနဲ့ဝယ်ဈေးရှိခဲ့ပြီးတော့ရောင်းဈေးမှာတော့သိန်း80နဲ့2000ကျပ်ကနေသိန်း80နဲ့8000ကျပ်ကြာပေါက်ဈေးရှိပါတယ် အခုပြောပြပေးသွားတဲ့ကမ္ဘာရွှေစည်းမြမရွှေစည်းနှုန်းတွေဟာလည်းအချိန်နဲ့အမျှအပြောင်းလဲရှိနိုင်ပါတယ်။ဧပြီလ၄ရက်နေ့ရဲ့မဲဆက်မြို့နယ်ကုံစင်းနှုံတည်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲလဲနှုံကပရွှေစည်းမြမရွှေစည်းတည်နှွေကိုစုစည်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ စာလွှာစီစဉ်ကိုပြည်လဲတင်ဆက်ပေးပါရမယ်အပတ်စဉ်တောက်ချာနေမှာထုတ်လွှင့်တင်ဆက်ပေးနေတဲ့လူထုစာလွှာစီစဉ်မှာတော့ပြည်သူတွေရေးသားပေးပို့လာတဲ့စာလွှာတွေကိုလက်ခံဖတ်ကြားပေးနေတာပဲဖြစ်ပါတယ်။ တစ်ပတ်မှလက်ခံရရှိထားတဲ့စားလွှာတွေကတော့ဖရူဆိုမြူနဲ့ထဲကဆစ်ဆောင်စခန်းတစ်ခုမှနေထိုင်တဲ့အမျိုးသမီးတူကနေရေးသားပေးပို့လာတဲ့စားလွှာသောင်ကို လက်ခံရရှိထားပါတယ်။သူ့ရဲ့စားလွှာထဲမှာတော့သူ့ရဲ့အုပ်စုဥက္ကဋ္ဌနဲ့ပတ်သက်ပြီးအစမပြေမှုတွေသူ့အနေနဲ့တောင်းဆိုလိုတာကို ရေးသားပေးပို့ထားလာပဲဖြစ်ပါတယ်။သူ့ရဲ့စားလွှာအပြည့်အစုံကိုတော့မော်လီမြကပြည့်လဲဖက်ပြပေးထားပါတယ်။မင်္ဂလာပါ KTF Fashion ။ ျမတို့နေထိုင်တဲ့အုပ်စုမှာပြီးခဲ့တဲ့နှစ်ကလေးကအုပ်စုဥက္ကဋ္ဌကိုရွေးချယ်ထားပါတယ်။ဒါပေမဲ့ပြည်သူတွေကအရွေးချယ်ခံရတဲ့သူကိုမကြိုက်ကြပါဘူး။မကြိုက်ဘူးဆိုတာကသူကအတွေ့အကြုံအရင်နေတယ်ပြီးတော့လှုပ်ရှားမှုလည်းတိတ်မရှိပါဘူး။ပြီးရင်လည်းကိစ္စတစ်ခုခုရှိရဲ့သူ့ကိုတိုက်တွန်းပေမဲ့သူမလှုပ်ပေးနိုင်တာတွေလည်းရှိတယ်။အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ပြည်သူတွေကသူနဲ့အတူတူအလုပ်လုပ်တဲ့အုပ်ချုပ်ရေးအဖွဲ့သူ့ရဲ့လက်အောက်ကလူတွေကိုရော သူ့ကိုမချိုင်းကြတော့နေရအတိလဲဖို့ပြောတာကာယာကရှေကလက်မခံခဲ့ပါဘူးသူ့ရဲ့ဆွေမျိုးတယောက်နှစ်ယောက်ကိုပါခေါ်ပြီးတော့သူတို့နေရလဲမခံဘူးအဲ့လိုပြောတယ်နေရလဲမယ်ပြောတဲ့သူတွေကိုလည်းသူတို့ကပြန်ပြီးတော့ချင်းချောက်တယ်ပေါ့နော်နေတို့ကဘာဖြစ်လို့ငါတို့လောက်တာမကြိုက်လဲနေတို့ဘာလူချင်းလဲနေတို့ကရာသူရခံလူချင်းလားအဲ့လိုပြန်ပြီးတော့ချင်းချောက်ပါတယ်ဒီလိုဖြစ်တဲ့အခါကျတော့အဲ့ဒါတွေကမတစ်တော်ဘူးလေမဖြစ်သင့်ဘူးပေါ့ ပြည်သူတွေမချိုက်တဲ့ကိစ္စကိုသူတို့ကလက်ခံတင်းနေလေသူတို့လက်မခံဘူးဆိုရင်ပြည်သူတွေအတွက်သူတို့အလုပ်လုပ်ပေးရမယ်လှုပ်သေးလှုပ်ထိုက်တဲ့ဟာတွေကိုလှုပ်ပေးရမယ်လို့မြင်တယ်ပြီးတော့အထက်ကိုတင်ပြတဲ့အခါမှာလည်းအထက်ကမြို့နယ်ကိုတင်ပြဖို့ပြောတယ်မြို့နယ်ကိုတင်ပြဖို့လဲမြို့နယ်ကတကယ်ပြန်ရွေးမယ်ဆိုအုပ်စုကလူတွေပဲကိုကိုပြန်ရွေးရမယ်လို့ပြောတယ်ဆိုတော့ကိုကိုကိုပြန်ရွေးပေမဲ့လည်းကံရံကရှင်ကလက်မခံပဲပြန်ချင်းချောက်တဲ့အခါ ိုအောင်စုအဆင်းနဲ့ကိုအဆင်မပြေဘူးအဲ့လိုဖြစ်နေတယ်အထက်ကပဲဖြစ်ဖြစ်သူတို့စီစီပင်းနိုင်ရင်တော့စီစီပင်းဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့အခုဒီအုတ်ချုပ်ရေးဘိုင်းမှာအောင်စုအုတ်ချုပ်ရေးကဘာမှမလှုပ်ရှားဘဲနဲ့ပြည်သူတွေအတွက်ဘာမှမလှုပ်ပေးနိုင်ပေမဲ့ပြည်သူတွေရဲ့လိုအပ်ချက်ကိုမတင်ပြပေးနိုင်ပဲပြည်သူတွေကိုပြန်ပြီးချင်းချောက်တဲ့အရာကတော့လုံးဝမဖြစ်သင့်ပါဘူးပြည်သူတွေအရန်ဒုက္ခရောက်တယ်ပြည်သူတွေအားကိုးစရာလည်းမရှိကြပါဘူး ဘာဖြစ်လို့လဲဆိုတော့တစ်ဆစ်ပြီးတစ်ဆစ်သွားရတဲ့အခါမျိုးတွေမှာဆိုရင်သူတို့ကဘာမှမလုပ်တဲ့အခါဒီပြည်သူတွေကပဲပိုဒုက္ခရောက်ရတယ်။ပြီးတော့မှသူတို့နဲ့အလုပ်သွဲလုပ်တဲ့သူတွေလည်းအရန်ဒုက္ခရောက်ရတယ်။အဲ့လိုမျိုးရှိတယ်။ဆိုတော့တိုးတက်တဲ့တလောက်မတိုးတက်ပါဘူး။အောင်မြင်တဲ့တလောက်လည်းမအောင်မြင်ပါဘူး။ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီအုပ်စုဥက္ကဋ္ဌနဲ့ပတ်သက်ရင်အထက်ကပဲဖြစ်ဖြစ်ဒီတက်ဆိုင်တဲ့တာဝန်ရှိသူတွေတာဝန်ယူပေးတင်ပါတယ်။မဟုတ်ရင်တော့ သူတို့တေချာစီစီပြီးတော့မှဘာတွေလိုအပ်လဲဘယ်လိုမျိုးလုပ်သင့်တယ်ဆိုတာကိုသူတို့တာဝန်ယူဖြေရှင်းပေးမယ်ဆိုရင်တော့ပိုထိရမယ်လို့တော့ထင်တယ်ဒီဟာကိုဒီအုပ်စုနဲ့ပဲပြန်ပြီးတော့အချင်းချင်းပြုပြပြောင်းလဲတဲ့အခါမှာအဆင်မပြေတဲ့အခြေအနေမျိုးမှာရှိရဲဆိုတော့အထက်လူတွေကိုအကူအညီတောင်းစီခြင်းနဲ့တာဝန်ရှိတဲ့သူတွေကဘယ်လိုမျိုးလှုပ်သိလှုပ်ထိုက်လဲစင်စစ်ပြီးတော့မှလှုပ်စီခြင်းနဲ့အခုကိစ္စနဲ့ပတ်သက်ရတော့အကြံပြုတာတွေတော်တော်များများလုပ်ပါတယ် ဒါပေမဲ့အကြံပြုတဲ့လူတွေကိုလည်းသူတို့ဘက်ကပြန်ပြီးချိန်ချောက်နေတယ်။ဘယ်လိုမျိုးချိန်ချောက်လဲဆိုတော့နေတော့ကပါလဲလာခဲ့ငါတို့ရှိကိုထွက်ခဲ့အဲ့လိုမျိုးတွေပေါ့။သူများတွေနဲ့လာတွေ့တော့လည်းလက်မခံပါဘူး။ဟိုလွဲချဒီလွဲချအဲ့လိုမျိုးလုပ်တဲ့အခါကျတော့သူတို့လည်းသူတို့ဟာနဲ့သူ ရှိပါစေတော့အဲ့လိုပေါ့လေ။အလုံလောက်ရတော့ပြီးတာပါပဲ။အဲ့တခုကဘာမှလုပ်လို့မရဘူးပေါ့နော်တခုခုကတာဝန်ရှိတဲ့သူဟာတာဝန်ယူရမယ် တာဝန်ယူရမယ့်ဟာကသူတို့တာဝန်မယူဘူးအဲ့လိုမျိုးဖြစ်သွားပါတယ်ဖပြပေးသွားတဲ့ဆာလွာဟောင်းမူရင်းစာရေးပေးဖို့သူရဲ့ရေးသားချက်အဘောသားဖြစ်တာကြောင့် Kendrawati Time အနေနဲ့တီချာအတိမပြုနိုင်သေးပါဘူး ပေးဖို့စာအပေါ်မှာလူပုတ်ကိုဒါမှမဟုတ်အဖွဲ့အစည်းကနေပြည့်လဲဖြည့်ကြလို့တာခြေပလိုတာရှိတယ်ဆိုရင်တော့ Kendrom Tea Time ရဲ့ Facebook Messenger အပြင် Signal Telegram ကနေရေးသားပေးဖို့ချင်နေဆိုရင်တော့အပေါင်း6656 73နှစ်သက်ကိုရေးသားပေးဖို့နိုင်ပါတယ်။ဒါ့အပြင် email ကနေရေးသားပေးဖို့ချင်နေဆိုရင်တော့ kitianfanbarmis@gmail.com ကနေတက်ဆက်လဲစာရေးသားပေးဖို့နိုင်ပါတယ်။ ထုဆာလွာအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါဒီအစီအစဉ်ကိုတော့အပတ်စဉ်တောက်ချာနေ့မှာထုတ်လွှင့်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဂရင်းနီပြည်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေချင်တာတောင်းဆိုချင်တာပြောင်းလဲစီလိုတာတွေအတွက် KTFM ကလူထုဆာလွာအစီအစဉ်မှာမိတ်ဆွေတို့ပါဝင်နိုင်ပါတယ်ရှင် လေချောင်းရံကနေအတက်နိုင်ဆုံးမိမိကိုယ်ကိုဘယ်လိုကာကွယ်နိုင်မလဲမြေပြင်မှာလူအေအားလက်နဲ့အေအားချိလာနေတဲ့စစ်ကောင်စီတပ်ဟာလေချောင်းကိုအားပြုပြီးတိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့နေရာတွေနဲ့စစ်ပေးရှောင်စခန်းတွေကိုပါပြင်းမဲ့ထားပုံကျဲတိုက်ခိုက်လို့ရှိပါတယ်အာနာသိပ်ပြီးနောက်ပိုင်း၃နှစ်တာတွင်ကနရိုလီထိုင်းလက်လန်းမီသည်များကောက်ယူထားတဲ့စီးရင်ရဂရီနီဘီမှာတိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့နေရာတွေဖြစ်ကြတဲ့ စုပြင်းရှောင်စခန်းတွေစာတင်ကျောင်းတွေဆေးပေးခန်းတွေနဲ့ဘာသာရေးအဆောက်အုံတွေကိုစစ်ကောင်စီတပ်ကလေချောင်းအုံပြုမှုအကြိမ်ကြီးများစွာ ပြုလုပ်ခဲ့ပြီးစုပြင်းရှောင်လူထု20ဦးထက်မနည်းတေဆုံးခဲ့တာအမြောက်အများထံရရရှိခဲ့ပါတယ်။ဒါကြောင့်လူထုတွေအနေနဲ့လေချောင်းရန်ကနေမိမိကိုယ်ကိုဘလူးကျူတင်ကာကွယ်နိုင်တယ်လို့ဆိုတော့နီးလက်တချို့ကိုမျှဝေပေးချင်ပါတယ်။ အရေးပေါ်အခြေအနေမှာလှုပ်ဆောင်သင့်သည်များလက်ရည်အတန်တွေချိုင်းစိတ်ကိုအတည်ငြိမ်ဆုံးထားပြီးအနည်းဆဆုံးအကာအကွယ်ယူနိုင်မယ့်နေရာကိုရှာပါကရုတ်ချင်းရှိတဲ့လမ်းမပေါ်တနေရာရာကို ရောက်ရှိနေခဲ့မယ်ဆိုရင်နီးစက်ရန်ကြိုက်ခွဲရေမြောင်းတွေကိုရှာပြီးဝင့်နေပါရေမြောင်းသူမဟုတ်ဘုံခိုချေအတွင်းအကာအကွယ်ယူပြီးဝင့်နေစေမြေနံရမြေချမ်းပြေတို့နဲ့ ထိတွေ့ပြီးဝတ်နေခြင်းကိုမပြုလုပ်ဖို့အရေးကြီးပါတယ်။လင်းရီပေါ်ကကျလာတဲ့ဘုံရဲ့ပြစ်ထန်တဲ့ပောက်ကွဲမှုကြောင့်မြင့်ကြီးရိုက်ခတ်မှုကနေတစ်ချက်ထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။ပုံခိုရာကနေလင်းရီကိုထွက်ကြည့်တာချင်းမပြုလုပ်သင့်ပါဘူး။လင်းရီတန်တွေပြစ်ခတ်တန်တွေရက်သွားပြီး လုံခြုံတဲ့အခြေအနေရောက်တဲ့အထိအကာအကွယ်ယူပြီးမှ ထွက်လာပါ။ ဧပြီလ၄ရက်နေ့အတွက် KTN FM မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်ပေးခဲ့တာပါ KTN FM ကိုနားဆင်ခဲ့ကြတဲ့သူဦးချင်းစီကိုကျေးဇူးတင်ပါတယ်သောတာရှင်များအားလုံးကျန်းမာပြီးခင်ကြပါစေရှင်ဒီကနေ့ရဲ့အစီအစဉ်ကတော့ကျွန်မမောင်ညားမာကတာဝန်ယူတင်ဆက်ပေးခဲ့တာပါ